အားလုံးဆရာယောရဘွန်ဒီချေကတော့ Like Korean Language Center ရဲ့ founder ဒီချေပူဖြစ်ပါတယ်။ဒီနေ့မှာတော့ဒီချေကတော့ Korea ကိုကလေးတွေကအကြောင်းလေးသွန်စစ်နေ။ကျောင်းလေးသွန်စစ်တာတခုပဲသိတယ်။ဘာမှမသိသေးဘူးဆိုရယ်ကလေးများအတွက်ဘယ်လိုမျိုးစားတွေရှိလဲဆိုတာရယ်။ပြီးလို့ရှိရင်အဲဘယ်လိုမျိုးစားအောင်လိုက်ပြီးတော့ဘာတွေပြင်ဆင်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြတော့မှာဖြစ်ပါတယ်။အဲ့ဆိုရင်တော့ဒီ channel တူတူလိုက်ကြည့်လိုက်ရအောင်เนาะပထမအဆုံးအနေနဲ့ကိုရီးယားကိုသွားမယ်ဆိုလို့ရှိရင်တော့ကျောင်းထဲသွားမယ်ဆိုရင်ဒီ phone နဲ့ဒီ ကိုရီးယားနိုင်ငံမှာ default ဆိုတာကတော့ကိုရီးယားနိုင်ငံမှာကိုရီးယားစာကို native speaker ပြန်သင်ပေးမှာပေါ့နော်ပြန်သင်ပေးမှာဖြစ်တဲ့အတွက်ဒီကနေစာလောက်တော့မှအဆင်ပြေပါမယ်စာမရမဲ့တော့တဲ့ကလေးတွေကဝရောက်ပြီးတော့မှ guide ပြန်ယူရတာလည်းရှိတဲ့အတွက်ကြောင့်မလို့ဒီမှာ level 2လောက်ထိတက်တော်ဖို့လိုအပ်ပါတယ် basis to level 2တက်မယ်ဆိုလို့ရှိရင် like ကိုရီးယားမှာအတန်းလေးလည်းရှိတဲ့အတွက်ကြောင့် messenger ကနေစုံစမ်းလို့ရပါတယ် okay default မှာဆိုရင်နောက်ထပ် intake ကဘယ်လိုမျိုးရှိလဲဆိုတော့ match june september december ဆိုပြီးတော့တစ်နှစ်ကို intake ၄ခုရှိပါတယ် intake ၄ခုရှိတယ်ဆိုပြီးတော့နေတဲ့အချိန်ကြောင့်မှပြင်လို့တော့မရ ောင်ပေါ့နော်အသေးစိတ်ကိုတော့နောက်မှရှင်းပြပါမယ်ရှင်သူကဒီဖိုးနေနေကတော့ဗီဇာတက်တန်းကနှစ်နှစ်ရမှာဖြစ်ပါတယ်နှစ်နှစ်ပြီးတော့မှကိုယ့်အကူဒီ2 program ကိုပြောင်းတက်မယ်ဆိုလို့ရှိရင်လေကိုရီးယားကနေ process တက်လုပ်လို့ရပါတယ်ရှင်သူ့ကိုတော့ဘယ်လိုလူတွေလျှောက်ထားပြမယ်ဆိုတော့အသက်25အောက်ကလေးတွေလျှောက်ထားဖို့အာပို့ပြီးတော့ recommend ပေးပါတယ်ပေါ့နော်သူကတော့တပိလက်မှတ်မလို့ရဲ့အပြင် intake လေးခုရှိတဲ့အတွက်ကြောင့်မြင်မြင်ပြင်ဆင်မြင်မြင်တက်လို့ရရတယ်မှာပါတယ်ပေါ့နော်နောက်ခု D2 degree program လို့ခေါ်ပြီးတော့ဒါကတော့ဘွဲရမယ့် program ပေါ့နော် topic level 3နဲ့အထက်ရှိမှရပါမယ် သူကတော့ intake နှစ်ခုပဲရှိပါတယ်။ match နဲ့စတက်မှာဆိုပြီး intake ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲနှစ်ခါပဲတစ်နှစ်မှာနှစ်ခါပဲပြင်ဆင်ခွင့်ရမယ်။ visa သက်တမ်းကတော့နှစ်နှစ်ကနေ၄နှစ်ကျောင်းဝင်မူတည်ပြီးတော့ကျွေးနိုင်တယ်။သူ့ကိုကျတော့ bachelor master phd စတဲ့ရှောက်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ visa ရနိုင်ချေများတယ်။ဒီ4ကတော့ visa ရနိုင်ချေမများအောင်စလားဆိုတော့မဟုတ်ဘူးပေါ့နော်။ဒီချေတော့တေချာလေးပြင်ဆင်မယ်ဆိုရင်တော့ visa ရနိုင်ချေလည်းများပါတယ်။အဲ့ဆိုရင် okay ဒီ4နဲ့ဒီ2ရှောက်ရင်ဘာလို့အဲ့လဲဆိုတော့ဒီချေနဲ့အတူတူကြည့်လိုက်အောင်နော်။ language program D4 အတွက်ဒါကုန်ကျစရိတ်မှန်းခြေလေးကိုဒီချိန်ကပြောထားပေးရပေါ့နော်ကုန်ကျစရိတ်မှန်းခြေကဘယ်လောက်ဝင်ကျက်လောက်သွားလဲဆိုတော့ show money D4 ဆိုတာ ਨੇ ဒီချိန်ကတော့ show money ကဒေါ်လာ1000ပြရမယ် ဒေါ်လာတထောင်ဆိုရာကကျတော့အခု range နဲ့ဆိုရင်350နဲ့400ကျားလောက်ကိုထည့်မယ်ဆိုရင်ရတယ်ပေါ့နော်ဒီပတ်စံကစားတော့ဒီချေတို့ပေးရမှာလည်းမဟုတ်သလိုဒီပေါ့နော်ဘတုကမှပေးလိုက်ရမှာမဟုတ်ဘူးကိုယ့်ရဲ့ဘန်ဆောင်တဲမှာခဏပြထားမယ်ဗီဇာပြီးသွားလို့ရှိရင်ကိုယ့်ကကိုပြန်ထုတ်ပြီးသုံးလို့ရပါတယ်ဘယ်လောက်ထည့်တာထည့်တာပေါ့နော် အသေးစိတ်ကိုတော့ agency မှာပြန်ရှင်းပြပေးပါတယ်။ mofa နဲ့ဒီ notary ကိုအနည်းငယ်ကတော့ဒေါ်လာ150နဲ့200ကျားမှန်းချေတော့မယ်။ agency fee agency ဘောမူတည်ပြီးတော့600 900ရှိမယ်။အဲ့ဒါအောင်မှအခုနောက်ပိုင်းကျလို့ရှိရင် sea booking နဲ့ချက်လာတာဖြစ်တဲ့အတွက်ကြောင့်ကိုကတကယ်လို့ sea booking မယူချင်ဘူးဆိုရင်တော့ဒီမှာ plus teacher တို့ sea booking fee လေးတွေရှိမယ်ပေါ့။အဲ mofa လဲ mofa ဝင်တာနဲ့ပတ်သက်ပြီးအာတက်တက်စေးလေးတွေရှိပါမယ်။တန်ရုံကိုစီးဝင်မယ်ဆိုရင်တော့တန်ရုံကိုပေးဆောင်ရတဲ့ငွေက4ဒေါ်လာနဲ့8ဒေါ်လာတိရှိမယ်။ပြီးဆုံး form က6 60ရရှိမယ်ပြီးရင်ကျောင်းကတော့ကျောင်းလားက6လဆောင်ဂျီရိုတက်ပေးထားတယ်ပေါ့နော်ကျောင်းပေါ်မူတည်ပြီးတော့3000ဝင်းချင်း3000အထက်လောက်တော့ကွာစားနိုင်တာရှိတယ်ကိုရွေးတဲ့ကျောင်းပေါ်မူတည်ပြီးတော့ပေါ့နော်နောက်တစ်ခုအဆောင်ကက6လဆောင်ကိုဒေါ်လာ6900ဝင်းချင်းရှိမယ်စားစိမ်းနဲ့အသုံးစိမ်းကတော့ကိုပေါ်မူတည်တယ်တချို့တော့အဆောင်လေးမှာက6လဆောင်ဒီလိုပတ်စံပေးသွင်းပြီးလို့ရှိရင်နေ့လယ်စာနဲ့ညနေစာကျွေးတာမျိုးရှိတဲ့အတွက်ကြောင့်မလို့စားစိမ်းနဲ့အသုံးစိမ်းကိုပြန်လုပ်လို့ရမယ်အက်တီကက်ဖီတာကတော့အကျအားဖြင့်ကုန်ကြမယ့်စိတ်ကလေးဖြစ်ပါတယ် D2 အတွက်ကိုကြည့်လိုက်အောင်နော် D2 ဆိုရင်တော့သူက show money ကနည်းနည်းပုံများရမယ်ဒေါ်လာ1000ဖြစ်တဲ့အတွက်ကြောင့်မလို့အာ3500 900ဝန်းကျင်လောက်ထည့်တဲ့ကလေးလည်းရှိတယ်ပေါ့နော်ဒါကတော့ကိုယ့်ရဲ့အချက်လက်တွေသိကြစီစစ်ပြီးရင်ဘယ်လောက်ထည့်ရင်အဆင်ပြေရဲ့ဆိုတာကိုပြောပြပေးပါမယ် Move on Lottery ကတူတူပဲဒီလောက်ကြမယ် Agency fee ကသူကစစောက D4 ထက်တော့နည်းနည်းလေးပိုစေးကြည့်မယ်သူမှလည်းအတူတူပဲတန်ယုံကိုဝင်မဲ့ C booking နေပါတယ်မယူနိုင်ဘူးကိုယ့်ကကိုတန်ယုံကပေးထားတဲ့ membership လည်းမဟုတ်ဘူးယူရတာခက်တယ်ဆိုရင်တော့ဒီမှာ plus ဘယ်လောက်ဘယ်လောက်ဆိုတဲ့ဟာမျိုးထပ်ပြတ်သွားမယ်ဒါ တိုင်လုံးစီဗီဇာဖောင်းဒါလည်းအတူတူပဲသူကចောင်းလာခါကတော့ဒီဖိုးထက်နည်းပိုများမယ်အဆောင်စီအတုံးစီအတူတူပဲအသာဆန်နေတဲ့ကျေရောပါရှိလဲဆိုတော့ အာ part time လုပ်ပြီးတော့ငွေပြန်ရှာလို့ရပါတယ်။ကိုကဒီမှာ Korean sa speaking ကိုချွန်းချွန်းချင်းချင်းတတ်သွားတဲ့ vocabulary ကိုကောင်းကောင်းချင်းကျွန်တော်တင်ရရတယ်ဆိုလို့ရှိရင်ပုံမှန်အလောက်ရှာဖို့ကခက်ခဲတဲ့အခြေအနေတော့မဟုတ်ဘူးပေါ့နော်အဲ့ဒါဆိုတဲ့အတွက်အဲ့တရီကတစ်ပေးတာတွေရှိမယ် part time လုပ်ပြီးပြင်ရတာတွေရှိမှဖြစ်တဲ့အတွက်ကြောင့်မလို့စူးစမ်းပြီးလုပ်လို့ရပါတယ်ဒီမှာတချို့အကြောင်းတွေဆိုလို့ရှိရင် D2 program ရွေးလို့ရှိရင် topic က level 3နဲ့အထက်တန်းရှိထားမယ်ဆိုလို့ရှိရင် scholar ပြန်ပေးတဲ့ program တွေရှိတယ် first year မှာကံကောင်းဝင်က scholar maybe 30% 50%စိုက်တန်ရ နိုင်တယ်ပြီးလို့ရှင် second year တက်ရေးရမှာဆိုရင်တော့ကိုယ့်ရဲ့ဒီပထမနှစ်ကအမှတ်တွေကိုပြန်ကြည့်ပြီးဆုံးဖြတ်တာဖြစ်တဲ့အတွက်စာတော့စူးစမ်းဖို့လိုပါမယ်ရှင်ဒါဆိုရင်တော့ Like Korean ကနေပြီးတော့ဒီနေ့ Korean ကိုကျောင်းနဲ့တွားမိတာအတွက်အကျဉ်းချုပ်ရှင်းပြရတာဖြစ်ပါတယ်။ကျောင်းနဲ့တွားဆင်နေဘာမှပြင်ဆင်ရမလဲ။ဘာပြင်ဆင်ရမလဲမသိသေးဘူးဆိုရင်တော့ Like Korean မှာကျောင်းနဲ့တွားမိတ် agency တွေနဲ့ရှိတာလားမလို့ဒီစိတ်စုံစမ်းလိုက်ပါဘီနော်။အညော